င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကိုလက်မှတ်ထုတ်ပေးရုံးတဲ့ရုံးခဲတွေရန်ကုန်လေစိတ်တို့မှာရဲတွေတာဝန်ပြောင်းရွှေ့ခွင့်ရရည်အ ਨੇ စုံငွေကျပ်3500ကရော့ကြီးရှိတယ်လို့ဆိုပါတယ်မြောက်ရီကော်ပိုရိတ်အာရှလမ်းမကြီးကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နေရတဲ့ DKBA ဗိုလ်ပြီးနယ်ဗိုလ်သားဝင်အဖွဲ့ကိုလက်နက်တပ်စင်ပေးပြီးစစ်ကြောင်းထိုးရန်ပြင်ဆင်နေတဲ့တရေပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တွေကိုတက်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တင်းတဘောကတော့အကျန်းဖက်စစ်တဲ့လောက်ကံပြည်ထဲဝန်ကြီးဌာနမြန်မာနိုင်ငံကိုလက်မှတ်ထုတ်ပေးအဖွဲ့ရုံးနဲ့ရုံးခွဲတွေမှာတောင်ဝန်ပြောင်းရွှေ့ခွင့်ရဖို့နဲ့ရန်ကုန်လေစိတ်မှာတောင်ဝန်ထမ်းခွင့်ရရေးအတွက်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲတွေကိုအနည်းဆုံးငွေကျပ်3500ကျော့ရရလို့ရဲတရင်မြေကရန်ကုန်ခေတ်တိတ်ကိုပြောပါရတယ်။အကျန်းဖက်စစ်တဲ့စစ်အာဏာသိမ်းပြီးရတဲ့နောက်မှာ ပြည်ပထွက်ခွာခွင့်နဲ့နိုင်ငံကူးလက်မှတ်ဆိုင်ရာစီမင်းစည်းကမ်းတွေကိုတဖြည်းဖြည်းတင်းကျပ်လာခဲ့ရတာကနေအခုနောက်ဆုံးမှာတော့စစ်မှုထမ်းမှုအကျုံးဝင်နေတဲ့လူငယ်တွေကိုပြည်ပထွက်ခွာခွင့်ပိတ်သိမ်းလာတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်တင်းကျပ်လာတဲ့စီမင်းစည်းကမ်းတွေနဲ့အခြေအနေတွေကြောင့်နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးတွေနဲ့ရန်ကုန်လေးစိတ်မှာလက်ပေးလက်ယူမှုတွေအကြီးအကျယ်ဖြစ်ထွန်းလာနေတာဖြစ်တယ်လို့လည်းရဲသတင်းမြစ်ကပြောပါတယ်။ရိုးရိုးရက်တက်တာအဆင့်တောင် ရန်ကုန်လေးစင်းနဲ့နိုင်ငံကိုလက်မှတ် ထုတ်ပေးရုံးတွေမှာတာဝန်ထမ်းဆောင်ရရင်လက်အနှဲငယ်တွေမှာငွေကျပ်သိန်းရာပေါင်းများစွာဝင်ငွေရလာတယ်လို့လည်းသိရပါဗျ။ဒါပေမဲ့အဲ့ဒီနေရာတွေမှာတာဝန်ထမ်းဆောင်ခွင့်ရဖို့ဆိုရင် အထက်လူကြီးကတော့ကျဲလက်ရှိမှာကျပ်သိန်း900လောက်ပေါက်နေတယ်လို့လည်းရဲသတင်းမြစ်ကပြောပါဗျ။ပြည်တဲ့ဝန်ကြီးဌာနလက်အောက်ခံနိုင်ငံကိုလက်မှတ် ထုတ်ပေးရုံးတွေမှာ CDN တွေတော်လိုင်းနဲ့ပတ်သက်ကပြစ်မှုဟောင်းရှိသူတွေကိုသာ ငငံကူလက်မှတ်ထုတ်မပေးဖို့အဓိကဖြစ်ပြီးကြံကိစ္စရက်တွေမှာငွေကြေးရယူဆောင်ရွက်ပေးမှုတွေကိုဌာနဆိုင်ရာအဆင့်ဆင့်ကမျက်ကွယ်ပြုထားရလို့လည်းသိရပါဗျ။မျက်ကွယ်ပြုထားတဲ့ဌာနဆိုင်ရာအဆင့်ဆင့်ကိုလည်းမိမိတို့ရှာဖွေရရှိထားတဲ့ငွေကြေးလိုက်ဂါရပြုကြော့ရရလို့လည်းသိရပါဗျ။ငံကူလက်မှတ်ထုတ်ပေးရုံးတွေမှာတာမန်အပေါက်ဆောင်ရဲတပ်သားကနေစတဲ့ကော ထိပ်ပန်းရဲရရှိကြီးတွေထိအ ਨੇ စုံလစဉ်သိန်း90ကနေသိန်း100ချီဝင်ငွေကောင်းချောင်းလဲသိရပါတယ်ရှင်ဒီတစ်ခါမှာတော့ KIO KIA ခေါင်းဆောင်တွေနဲ့နင်းနီကက်ကက်လက်တွဲကဆရာနာရှင်အမြင့်ပြတ်တဲ့အထိတိုက်ခိုက်ချိန်မုံသွားမယ်လို့ NUG အစိုးရကပြောဆိုလိုက်ပါတယ်။ August လ10နေ့ကကြက်ရောက်ခဲ့တယ်။နေ့90ပြည့်ကချင်အာဇာနည်နေ့အထိမ်းအမှန်အခမ်းအနားကို ။ NUG အစိုးရကပေးပို့တဲ့ခေါရပြူသဘောလွာထဲမှာအခုလိုထည့်သွင်းပြောဆိုထားရလည်းဖြစ်ပါတယ်။လက်ရှိຫນွေဦးတော်လိုင်းရေးမှာအမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာနိုင်ငံတဝန်းကပြည်သူလူထုရဲ့ရည်မှန်းချက်ပန်းနိုင်တွေဖြစ်တဲ့ဆရာနာရှင်အမြင့်ပြတ်တဲ့အထိတွန်းလှန်ရေးအမျိုးသားဒန်းတူညီမျှမှုရရှိရေး ကိုပိုင်ပြဋ္ဌာန်းခွင့်ပြေဝတဲ့ Federal Democracy ပြည်ထောင်စုစနစ်ကိုတိဆောက်ရေးတို့အတွက်မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်တွေကချင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ချစ်ကြည်ရင်းနှီးစွာအတူတကွနီးနီးတကဲလက်တွဲဆောင်ရွက်ကဘုံရီမှန်းချက်ဖြစ်တဲ့တော်လှန်ရေးပန်းနိုင်ကိုရောက်ရှိမယ်လို့အမျိုးသားညီညွတ်ရေးဆိုရကခိုင်မာစွာယုံကြည်ကြောင်း NUG အစိုးရက ပြောဆိုထားပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကိုကြိုးပမ်းခဲ့စဉ်ကတည်းကအခုလက်ရှိຫນွေဥတက်လိုင်းကာလ Federal Democracy ပြည်အောင်စုတည်ကြည်ဖြစ်အောင်ကြိုးပမ်းမှုဒီအသက်ခံတာကိုလက်အင်ကပေးဆက်ခဲ့ကြတဲ့ကချင်တိုင်းရင်းသားခေါင်းဆောင်အာဇံကြီးတွေကချင်တိုင်းရင်းသားပြည်သူလူထုနယ်တကွာကချင်တော်လည်းရဲဘော်ရဲဘက်တွေအားလုံးကို လေးစားစွာဂုံပြုဥညွတ်တယ်လို့လည်းဆက်လက်ပြောဆိုထားပါတယ်။ကချင် အာဇာနီနေ့ဆိုတာဟာအာဏာရှင်စနစ်ကိုဖယ်ရှားပြီးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ Federal Democracy စနစ်ထူထောင်ရေးတို့အတွက် KIO KIA စတင်ထူထောင်ခဲ့ကြတဲ့ခေါင်းဆောင်ကြီးတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ KIO ဆက်စပ်ရုံးကနေချင်းမှန်ခိုင်မှာရှိတယ်။ KIA စစ်တပ်စခန်းကိုအလားလမ်းမှာဆရာနာရှင်တို့ရဲ့လက်ပါစေပထမသူလူတစုကလှုပ်ကြံခရရတဲ့နေ့ကိုတတ်မှတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အခုဆိုရင်ကချင်လူမှုတရက်လုံးအတွက်ကြေကွဲပဲဖြစ်ရကချင်အာဇာနည်နေ့ဟာ ဩဂတ်စ10ရက်နေ့မှာဆိုရင်290ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ခေါင်းဆောင်ကြီးတွေကြဆုံးခဲ့ပြီးကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ခဲ့ပြီးမယ်လေ။ကချင်တော်လန်တအုပ်ဖြစ်တဲ့ KIO KIA ကိုစူးစီးညွတ်စွာနဲ့ဆယ်စုနှစ်များစွာတိုင် ကချင်တော်လန်ပန်းနိုင်ကိုဥလည်မတုံထောက်ရနိုင်ခဲ့တယ်။ကချင် အမျိုးသားတွေရဲ့စီးလုံးညီညွတ်မှုနဲ့ခေါင်းဆောင်ကောင်းတွေရဲ့အမျှော်မြင်ရှိမှုတို့ကိုလည်းလေးစားပွဲမြင်တွေ့ရတယ်လို့ NUG အစိုးရရဲ့တဝန်လွှာမှာဖော်ပြထားပါတယ်ရှင်။ တနင်္သာရီတိုင်းတိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရယ်တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာခလာရ104ကစစ်သားတို့လက်နက်ခရမ်းတွေယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့လို့ခရမ်းညိုဘိတ်တဝဲခရမ်းကတရင်ထုတ်ပြန်ထားပါရယ်ပြီးခဲ့တဲ့ဩဂတ်စ9ရက်နေ့ကလောင်လုံးမြို့နယ်ခလာရ104တရဲ point 1500တပ်စခန်းကတပ်သားမင်းထန်နိုင်ဟာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မဟာလေးတရင်30စီကိုလက်နက်ခရမ်းတွေယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသတင်းထုတ်ပြန်ထားပါဗါးအလားတူမန္တလေးတိုင်းတောင်သာမြို့နယ်မှာလည်းခောက်မရ၁၄တရင်ကစစ်သားရဲနိုင်ထွန်းကို အရှင်ဖမ်းမိခဲ့ကြအောင်တောင်သာမြို့နယ်ပကဖကသတင်းထုတ်ပြန်ထားပါဗါးဩဂတ်စ၈ရက်နေ့မှာခောက်မရ၁၄တရင်ကတပ်သားရဲနိုင်ထွန်းကိုတောင်သာမြို့နယ်ပကဖရဲဘော်တွေကတောင်သာမြို့နယ်လမ်းပိုင်းတနေရာမှာဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီဖမ်းဆီးရမိတဲ့တပ်သားရဲနိုင်ထွန်းကို ဘလို့အရေးယူဆွဲထားတယ်ဆိုတာကိုရန်ကုန်ခေတ်သစ်မီဒီယာကဆက်သွယ်မေးမြန်းထားပြီးမြလဲတောင်တာမြို့နယ်ပကဖကပြန်လည်ဖြိုဆိုခြင်းမရှိသေးပါဘူးရှင်ဒီတစ်ခါမှာတော့ကရင်ပြည်နယ်မြောက်ရီအာရှလမ်းမိုင်းကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် DKBA ဗိုလ်ဗိနယ်ဗိုလ်ဓာဝင်းအဖွဲ့ကိုလက်နက်တပ်ဆင်ပေးပြီး စစ်ကြောင်းထိုးဖို့ပြင်ဆင်နေရလို့ဒေတာတော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဩဂတ်စ9ရက်နေ့ကဖအံတက်မ20နှစ်က DKBA ဘိုဘီနယ်ဘိုဒါဝင်းအဖွဲ့ကိုစစ်တပ်ကလက်နက်ခရဲအမြောက်များပို့ဆောင်ပေးပြီးမြားရီအာရှလမ်းပိုင်းကိုထိုးစစ်ဆင်ဖို့ပြင်ဆင်ခိုင်းနေလို့လည်းသိရပါရယ်အလားတူအကြမ်းဖက်စစ်တပ်ဟာ drone တပ်ဖွဲ့ rocket အမြောက်တပ်ဖွဲ့ လက်နက်ကြီးတွေအပါအဝင်လူရင်ရတထောင်လောက်နဲ့ BGF နဲ့ KNL PC ထိန်းချုပ်ထားတယ်။နဘူးမြပတန်ရင်ခွဲတောင်ရေလေကုံကြီးရွာကနေကော့ဂရိတ်ဘက်ကိုလည်းအင်အားအများအပြားဖြစ်တင်းနေရလို့လည်းသိရပါတယ်။အဲဒီလိုစစ်တပ်စစ်ကြောင်းတွေကို KNL မဟာမိတ်တပ်ဖွဲ့တွေကဘက်ကလည်းပြန်လည်ခုခံတိုက်ခိုက်ရန်အသင့်ပြင်ဆင်နေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေတယ်လို့ ဩဂတ်စ15နေ့ဝန်းကျင်လောက်မှာစစ်တပ်ကလေရင် drone လက်နက်ကြီးတွေပြင်းပြင်းထန်ထန်ပစ်ခတ်လာနိုင်တယ်လို့မြေပြင်မှာလည်းကြားထိုးတက်ကတိုက်ခိုက်ဖို့ပြင်ဆင်နေရလို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့ကရင်ပြည်နယ် KNU ဌာနချုပ်မော်ပယ်ခုံနဲ့တေပိထနေရာတွေကိုအကြမ်းဖက်စစ်တပ်က မနေ့ကညပိုင်းမှာ လေရင်တွေနဲ့ဘုံကျဲတက်ခိုက်တာကြောင့်နေရင်တွေမိတော်နေရလို့ဒေတာတွေသတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်။ဩဂတ်စ10ရက်နေ့ည8:00နာရီခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ဟာ KNU ထဏကျော်မော်ပယ်ခုနဲ့တိဘေထနေရာတွေကိုလေရင်နဲ့ဘုံရှစ်လုံးထက်မနည်းကျဲချတက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။ဂျပန်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုကြောင့်မော်ပယ်ခိုကိုရီးယားစစ်ရုံအနီးကနေအိမ်နဲ့ဈေးဆိုင်တွေမိလောင်နေပြီးပြည်သူတွေထိခိုက်မှုရှိကာ အရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါဗျ။အဲဒီလိုအကြက်ဘက်စစ်တပ်ရဲ့တက်ခိုက်မှုကြောင့်ဒေသပြည်သူတွေဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးနေရတယ်လို့လည်းသိရပါဗျ။အဲဒီလိုတက်ခိုက်တာဟာအာရှလမ်းကို ပြန်ပေးဖို့တောင်းနေတာမရတာကြောင့်အခုလိုဘုံကျဲကဖိအားပေးတာဖြစ်တယ်လို့လည်းစည်ရေးသတင်းမြစ်ကပြောပါဗျ။တခြားတစ်ဖက်မှာလည်းဖအံတက်မှ၂၂က DKB ဗိုလ်ပြီးနဲ့ဗိုလ်ဓာဝင်းအဖွဲ့ကိုစစ်တပ်ကလက်နက်ခရင်အမြောက်များပို့ဆောင်ပေးပြီး မြားရီအာရှလမ်းပိုင်းကို ထိုးစစ်ဆင်ဖို့ပြင်ဆင်ခိုင်းနေလို့လည်းသိရပါရရှင်။မကွေးတိုင်းဒင်းတဘော့ကိုကြည့်အောင်ပါ။မကွေးတိုင်းမြန်မြို့နယ်နီးကအကြက်ဖက်စစ်တပ်ကင်းစကန်းကိုတိုက်ခိုက်သိမ်းပိုင်ရမှာစစ်သားတအုပ်ဟာသေသွားပြီးသုံးကိုအရှင်ဖမ်းပြီးကလက်လက်သုံးလက်ကိုသိမ်းဆဲရရှိခဲ့လို့ဒေသတော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရတယ်။ဩဂတ်စ10နှစ်မနဲ့9နိုင်ခန့်ကမြန်မြို့အနီးကအကြက်ဖက်စစ်တပ်ကင်းစကန်းတစ်ခုကို တော်လိုင်းဘူပေါင်းတဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းမှာစစ်သားတအူးဟာသေသွားတာဖြစ်ပြီးသုံးမှုအရှင်ဖက်စီနိုင်ခဲ့ပြီး G3 တနက်သုံးလက်နဲ့7.62ကြည့်အမြောင်များကိုတင်းဆဲရရှိခဲ့လို့လည်းသိရပါဗျ။အဲတခိုင်မှုကိုမြိုင်ပကဖာပေါ့မြို့နယ်မြောက်ပိုင်းပကဖာနဲ့ပေါ့မြို့ပြည်သူ့ကာကွယ်အဖွဲ့အပါအဝင်တော်လိုင်းမဟာမိတ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကစစ်တပ်၄ထီးတွေ ဂျက်ဖိုက်တာတွေနဲ့ဘုံကျဲတက်ခတ်မှုတွေလုံဆောင်သွားရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးတဲ့သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံစမုပကံခရိုင်တစ်တီးစေယုံတယုံမှာမြန်မာအလို့သမား120ဦးကိုလောအားကနဲ့အချိန်ပိုခြင်းအပြည့်မပေးဘဲအတင်းအကျပ်အလို့ဆက်ခိုင်းနေမှုအတွေ့နစ်နာနေတဲ့လောက်ခနဲ့အချိန်ပိုခြင်းထိုင်းဘတ်တန်း၈သိန်းကျော်ပြန်လဲရရှိအောင်ကုညီဆောင်ရပေးနိုင်ခဲ့တယ်လို့ ထိုင်းရောက်ရွှေပြောင်းမြန်မာအလို့သမားရေးကုညီဆောင်ရွက်ပေးနေသူ AAC ကိုရဲမင်းကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။အဲဒီစေယုံကမြန်မာအလို့သမားတွေကိုဂျယ်လအတွက်လစာအနေနဲ့အလို့သမားတိုးကိုဘတ်3000တာပေးတယ်ပြင်အချိန်ပိုကြီးတလခွဲစာလဲထုံမပေးပဲအလုပ်တွေကိုဆက်လက်လုပ်ခိုင်းနေတာလည်းဖြစ်ပါတယ်။ဒါအပြင်လောက်ခလစာထုံမပေးပဲ တိုင်ခြင်းအားတိုင်ဆိုတဲ့ပုံစံတွေလုတ်ခဲ့လို့လည်းကိုရဲမင်းကပြောပါရယ်အဲလိုအနိုင်ကျင့်ခံနေရတဲ့အလို့သမားတွေဟာကူညီဖြည့်ရှင်းပေးပါဆိုပြီးအကူအညီတောင်းခံလာတဲ့အတွက်ကြောင့် MHAC မဟာမိတ်ဖွဲ့ NUG အလို့သမားဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဦးနိုင်ထွန်းဦးနဲ့အတူအလို့သမားတွေအရေးကိုတက်ဆိုင်ရာနေမြေခံအလို့သမားကာကွယ်စောင့်ရှောက်ရေးရုံးမှာဖြည့်ရှင်းပေးခဲ့တယ်လို့လည်း AC ကိုရဲမင်းကရန်ကုန်ခေတ္တမီဒီယာကိုပြောပါတယ်။အဲလိုဖြစ်ရှင်းပေးမှုကြောင့်ဩဂတ်စ9ရက်နေ့ကအလို့သမားတွေကိုစစ်ရုံကမပေးဘဲခေါင်းပုံဖြတ်ခံထားရတယ်။လောက်အားကနဲ့အချိန်ပိုချင်း time batch 7သိန်းကျော်ကိုပြန်လဲရရှိအောင်ကုညီဆွမ်းပေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ထိုင်နိုင်ငံမှာတရဝင်းမြန်မာအလို့သမားတွေအနေနဲ့လုပ်ငန်းခွင်ဖိနှိပ်ခံရမှုတွေ၊လူသမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် MHAC နဲ့ NUG ရဒမဝင်းထနာတို့ကို တိုင်ကြားနိုင်တယ်လို့လည်းကိုရဲမင်းကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။